စစ်ကောင်စီကစဘာအထွက်တိုးဖို့နဲ့ຫນွေစဘာစိုက်ရီကတိုးဖို့ဆောင်ရွက်နေပေမဲ့မြမသားကောင်းအိမ်ယာအတွက်လေတွေကိုရော့ချေးမပေးဘဲဆက်လက်သိမ်းယူနေပါတယ်။ဟန်နာသတင်းပေးပို့ထားတာပါရှင်။လေးတောင်ကံမြို့နယ်ကစဘာစိုက်ပျိုးလက်စားလီမီတွေကိုစစ်တပ်ရဲ့မြမသားကောင်းစစ်မှုချမ်းအိမ်ယာတိုးချက်ဖို့အတွက်ရော့ချေးမပေးဘဲဆက်လက်သိမ်းယူနေလို့လေသမားတွေနင်နာနေပါတယ်။သိမ်းယူချပေးမယ်။လက်တလုံးအတုံးမပြုတ်သေးတဲ့လေမီတွေကိုလည်းစီမံကိန်းပိုင်မြေစုပြီး ်စိတ်ပျိုးရွေးလေသမားစီကတီစာခအနေနဲ့တအေးကားကိုစက်တသိန်းရယူနေတယ်လို့လီသိန်းခံရသူလေသမားတို့ကပြောပါတယ်အဲ့ဒါစောတော်ဦးလုံးကဘူးညမောင်းတယ်လေခုနိုင်ငံတော်ကနေပြီးတော့လိမ့်လာတဲ့အကွက်ဒီပါဆိုသူလေသမားဖယ်ခိုင်းတော့ခုအကွက်ရိုက်တော့သူတို့ဘယ်လိုရောက်သွားအဲ့တော့လေသမားလေရှုံးတာနဲ့နာတဲ့တမျိုးလေပွဲရတခါရိုကြီးမရပဲနဲ့ကိုယ်အဲ့လိုဖြစ်တဲ့အခါကျတော့လေသမားပူဆိုးတာအခုဘုံလုံးတော့မောင်းတော့ ူရောကွက်ဒီဘာတွေကွက်ဒီညာတွေကွက်ဒီအလိုလိုတော့အလိုလိုတဲ့လေသမားရှိတူးလို့ရတူးလို့မရလေသမားအကုန်ရှုံးတယ်လက်တလုံးမှာစစ်ကောင်စီကမိုးစပါအထွန်းလုံးတင်းတရာကြီးထွက်ဖို့ညွေစပါဆိုင်ဧကကိုမူလာချက်ဧကနတန်းကနေတုံတန်းအထိထောက်ဝတ်တိုးဖို့ပြောဆုံးထားတာပါဒါပေမဲ့ရင်းညွှန်းစပါးစည်းကိုတောင်တူအတုံးမြတ်မရှိတဲ့ဈေးအကြီးရှော့ချပစ်သားတွေဆောင်ရွက်နေပါတယ်။တောင်တူတွေအရှုံးပေါ်လာတာကြောင့်တစ်နှစ်ထက်တစ်နှစ်စပါးဆိုင်ပြိုးမှုမဖြစ်နိုင်တော့လောက်တဲ့အခြေအနေကိုရောက်နေပြီလို့ စစ်တပ်ကိုဒီစားခပေးပြီးပြန်လည်စိတ်ပြိုးနေရတဲ့တောင်တကုံဆိုင်မွေးရက်ွက်ကလည်းတမတူကပြောပါရယ်သူတို့တတ်မှတ်ရင်းရေးတတ်မှတ်ပေးတာနဲ့ကျွန်တော်တို့လေသမားတွေနဲ့လက်ရှိလေသမားတွေနဲ့ကျတော့ထွက်မှာတဲ့စပားလေခုမိုးဖြတ်တာပါဗျာနဲ့ဆို40လောက်ပဲသီးပြီဆိုရင်ကျွန်တော်တို့ကခုတူးတဲ့ပဲဆိုရင်အများဆုံးရမှာ၄သိန်းပဲ၄သိန်းဆိုကျွန်တော်တို့ကကုန်ရသေးကနဲ့ဟာ9သိန်းလောက်ကုန်ထားတယ်ဆိုတော့အဲ9သိန်းလောက်ကုန်ထားတယ်ဆိုတော့ရှုံးသွားပြီလေ ရှုံးသွားတော့ဗာဒီခုဒီလိုသဘာဝမြဲဒီနှွေးလေးခါကြရင်ပဲသဘာဝမြဲဒီလိုတတ်မှတ်ပြီးမလားထမြင်ပြီးမလားလက်ရှိကတော့ဒီဆက်သသိန်းသေးနေတော့ကျွန်တော်တို့ဒီနှွေးလာဒီနှွေးကြီးပေါ့ကျွန်တော်သဘာဆိုက်လေးလူဥည်နေသွားကြစစ်တပ်ကမြမသားကောင်စစ်မှုထမ်းအင်ယာ၄000ကံကိုပြီးခဲ့တဲ့2018ခုနှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးဈေးယုံစတင်ကြောင်း shopping center တွေနဲ့ စစ်မှုထမ်းဟောင်းမျိုးအဖြစ်ရည်ရွယ်ဆောက်လုပ်နေတာဖြစ်ပါတယ်။ဒီအင်ယာဟာစစ်မှုထမ်းဟောင်းအင်ယာလို့ဆိုပေမဲ့နေထိုင်သူအများစုကတိုက်ပွဲဝင်ရင်ကြဆုံသွားတယ်စစ်သားတွေရဲ့ဇနီးမယားတွေအများဆုံးနေထိုင်ကြတာကြောင့်မုဆုမအင်ယာလို့လည်းခေါ်ကြပါတယ်။တိုက်ခန်းပေါင်း၄000နီးပါးရှိတဲ့ဒီအင်ယာကိုတိုက်ပွဲကြစစ်သားတွေရဲ့ဇနီးမယားတွေနဲ့မိသားစုဝင်တွေတတုပ်ပြီးတုပ်ရောက်လာတာလွန်ခဲ့တဲ့နှစ်လောက်ကတည်းကအခန်းလို့မရှိတဲ့လောက်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာအဆောက်အဦအစ်တွေကိုဆက်လက်တူချက်ဆောက်လုပ်နေပြီးလယ်သိမ်းခံလယ်သမားတွေမှာတော့အမျက်မရှိတဲ့စပါးကိုတိစားခပေးပြီးပြန်လဲစိုက်ပျိုးနေတာကလွယ်လို့စာဝတ်နေရင်းနဲ့တက်မွေးလုပ်ငန်းအတွက်တစုံတရာ ပြင်ဆင်ဆောင်ရွက်နိုင်တာမရှိပါဘူးကျွန်မဟန္နာပါ